မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရန်ကုန်မြို့ကပြည်သူရင်ပြမှာအကြပ်ဖက်စကောင်စီကကျင်းပနေတဲ့သတင်းကျိုးဈေးရောင်းပွဲအတွင်းလူမရှိလို့ဆိုပြီးတရက်ကွက်ကိုလူ9ဦးနှုံမဖြစ်မနေလာရောက်ဖို့စစ်တပ်ကစေခိုင်းနေပြန်တဲ့အပြင်ဌာနဆိုင်ရာဝန်ထမ်းတွေအားလုံးကိုလည်းမိသားစုလိုက်လာကြဖို့အမိန့်ပေးထားပြန်တယ်ဆိုပါတယ် စကန်နိုင်ထိချိုက်မြို့နယ်မြတ်တောင်ရွာနယ်ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲကနေအောင်ဘွဲနဲ့အတူပြန်လာတဲ့ PDF ရဲဘော်တွေကိုရင်းမာပင်ခရိုင်အတွင်းမှာရှိတဲ့ပြည်သူတွေကပေါင်းပေါင်းဖြားဖြားကြိုဆိုခဲ့ကြတဲ့ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ရန်ကုန်မြို့ကပြည်သူရင်းမြမအချက်ဖက်စကောင်စီကကျင်းပနေတဲ့သတင်းကျဈေးရောင်းပွဲအတွင်းလူမရှိလို့ဆိုပြီးတရက်ကွက်ကိုလူ၅ဦးနှုတ်မဖြစ်မနေလာရောက်ဖို့ စစ်တပ်ကစေခိုင်းနေပြန်တဲ့အပြင်ဌာနဆိုင်ရာဝန်ထမ်းတွေအားလုံးကိုလည်းမိသားစုလိုက်လာကြဖို့အမိန်ပေးထားပြန်တယ်လို့ရန်ကုန်တိုင်းစစ်ကောင်စီတင်းရင့်မြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်လက်ရှိအော်တိုဘလ16ရက်နေ့ကနေဒီကနေ့အော်တိုဘလ17ရက်နေ့အထိရန်ကုန်မြို့ပြည်သူရင့်မြစ်မှာ စစ်ကောင်စီကတင်းကျွဇေယံပွဲတော်နဲ့ဂီတပွဲတော်ကိုကျင်းပနေပြီမဲ့လူစီကားမှုမရှိလို့ဆိုပြီးတရက်ကွက်ကိုလူ9ဦးနှုံးနဲ့မပြစ်မနေလာရောက်ကြဖို့စစ်တပ်နဲ့ထွေအုပ်အဖွဲ့တွေကိုစေခိုင်းထားတယ်ဆိုပါတယ် အဲ့ဒီအတွက်စစ်တပ်နဲ့ထွေအုပ်ဖွဲ့တွေကတရက်ကွက်ကိုလူ9ဦးနှုတ်အနေနဲ့မြို့နယ်ထွေအုပ်ရုံးကိုလူတွေပို့ပေးရပြီအဲ့ဒီကမှတဆင့်စစ်ကောင်စီကပြုတ်လုံနေတဲ့ပြည်သူရင်ပြင်းတည်င်းကျွတ်ဈေးရောက်ပွဲတော်ကိုခေါ်သွားကြတယ်လို့တချို့မြို့နယ်တွေကမနှပိုင်းနဲ့ညပိုင်းခွဲပြီးအလှဲ့ကျသွားရောက်ရတယ်လို့လဲရန်ကုန်တိုင်းစစ်ကောင်စီတည်င်းအရှိမီကပြောထားပါတယ်ဒါအပြင်လက်ရှိအကြပ်ဖက်စစ်ကောင်စီကပြုလုပ်နေတဲ့တရင်ကျွတ်ဈေးရောက်ပွဲတော်ကိုရန်ကုန်တိုင်းအတွင်းကစစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာဝန်ထမ်းမိသားစုတွေကိုလည်းမလာမနေရဆင့်ခေါ်နေပြီး ကားဘာစီစဉ်ပေးရတယ်လို့အစားတောက်ပါကျွေးမယ်လို့ပြောပြီးတော့ခေါ်နေရတယ်လို့ရန်ကုန်သမဝါယမရုံးခွဲမှာရှိတဲ့ဝန်ထမ်းတဦးကပြောထားပါသေးတယ်။တစ်ဖက်မှာတော့အကျန်းဖတ်စကောင်စီကသူတို့အုတ်ချုပ်နေတဲ့တင်းကျုပ်ပွဲတော်ကာလဟာအလွန်စီကားပြီးလူတွေလည်းစီကားနေကြတယ်ဆိုပြီးတော့ဒီကနေ့ထုတ်စစ်ကောင်စီတင်းစာတွေမှာဝါရဖြန့်ဖော်ပြနေကြပြီမဲ့တစ်ဖက်မှာတော့မြန်မာနိုင်ငံတော်ဘက်မှာစစ်ကောင်စီဟာမြို့ပေါင်း80ကျော်ကိုလက်လွတ်ထားရပြီး အခုရပိုင်းတွင်းမှာတင်တီဘောမြို့ကိုပါထပ်မံလက်လွတ်ထားရတဲ့အချိန်နဲ့ဖြစ်ပါလိမ့်ခင်ဗျတဖက်မှာတော့အချမ်းဖတ်စစ်ကောင်စီကရှေတန်းရောက်စစ်မှုတန်းတင်တန်းစင်တသားအစ်တွေကိုအမောခံနိုင်တယ်အရေးပြက်ခံနိုင်တယ်ဆိုပြီးစစ်အရာရှိတွေကမူရဆေးဝါးတွေကျွေးပြီးတုံးဆွဲခိုင်းတာတွေရှိနေတယ်လို့နောက်တန်းကပြစ်ပို့တဲ့တရိတ်ခါတွေမှာပါမူရဆေးဝါးတုတ်တွေတပါးနဲ့ပါလာတယ်လို့စစ်မှုတန်းအပစင်တင်တန်းစင်တသားတစ်တချို့ကရင်ုံခစ်တွေကိုပြောပါတယ် လက်ရှိရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်းကရှေတန်းစစ်မြေနာကိုအပုတ်ခံရတဲ့စစ်မှုရန်ပတ်စင်တစ်တင်တန်းသားတတအစ်စ်တူကသူတို့တမရှိတဲ့စစ်ရရှိကိုတိုင်ကနေရှေတန်းမှာအမောခံနိုင်တဲ့အရေးပြက်ခံနိုင်တဲ့အတွက်တောက်ဖို့လိုအပ်တယ်ဆိုပြီးမက်တာဖက်တမင်းမူရဆေးပြားဒုတ်တွေကိုထုတ်ပေးထားတယ်ဆိုပါတယ်အဲ့ဒီမူရဆေးပြား၃ပုံ၃နီးကိုပါအဲ့ဒီရရှိကိုတိုင်တင်ပေးနေပြီအဲ့ဒီဆေးပြားတွေအတွက်ကြားတဲ့ငွေကိုတော့လာစားတဲ့ကနေပြန်နှုတ်ယူမယ်ဆိုပြီးတော့ပါအဲ့ဒီရရှိကိုတိုင်ပြောဆိုထားတယ်လို့ ရန်ကုန်တိုက်ကြီးအမှတ်1တမ်းမြင့်လေးကျင်ရေးတင်တန်းကျောင်းမှာစစ်မှုထမ်းအပတ်စဉ်1တင်တန်းဆင့်ခဲ့တဲ့တပ်သားတစ်တဦးကရှင်းပြထားပါတယ်။ဒါအပြင်စစ်ကောင်စီကရှစ်ဒက်စခန်းတွေကိုလှဆောင်တဲ့ရိတ်ခါတွေပေးပို့တဲ့အချိန်မှာလေအဲ့ဒီမူးယစ်ဈေးပြအထုပ်တွေပါရိတ်ခါတုတ်တွေနဲ့တပါးလဲပါလာပြီးရှစ်တန်းကစစ်တပ်စခန်းတွေမှာမူးယစ်ဈေးဝါသုံးဆွဲခွင့်ကိုတရားဝင် ခွင့်ပြုထားတဲ့သဘောဖြစ်တဲ့အပြင်တရှိရှစ်တန်းမှာအဲ့ဒီမူးယစ်ဈေးတွေသုံးတဲ့သူကတော့တော်တော်များများရှိနေတယ်လို့လဲစစ်မှုထမ်းအပတ်စဉ်1တင်တန်းဆင့်တပ်သားတစ်တချို့ကပြောထားပါတယ်ခင်ဗျာ။ ဖက်မှာတော့ရင်ပြည်နဲ့မြောက်ပြည်နဲ့ဖလူဒေတာတလျှောက်ပြည်သူကိုလက်နက်ကြီးနဲ့ပစ်ခတ်ပြီးအမြဲတစေလူအခွင့်ရေးချိုးပေါက်ကျူးလွန်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကိုသိမ်းပိုက်ရရှိခဲ့ပြီလို့ရန်ယူဗဟိုကနေတရားဝင်ထုတ်ပြန်ကြေညာထားပါတယ်။အော်တိုဘလ18ရက်နေ့ဖြစ်တဲ့မနေ့ကပဲကင်းပြည်နယ်ကလေကီကောမြို့တဲ့အနီးမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့မဆခ606လက်အောက်ခံအမြောက်တပ်ဖွဲ့ရှိရာဆွဲတော်ဂုံးစစ်တပ်စခန်းကို GNLPD ပူပေါင်းတပ်တွေကသိမ်းပိုက်ရရှိခဲ့တယ်လို့ဆိုထားပါတယ်။ ဲ့ဒီအချမ်းဖက်စစ်ကောင်စီရဲ့ဆွဲတော်ကုန်းစစ်တပ်စခန်းကနေမြောက်ရီနဲ့ဖလူဒေတာတလျှောက်မှာပြည်သူတွေကိုလက်နက်ကြီးနဲ့ပစ်ခတ်ပြီးအမဲတစေလူအခွင့်ရေးချိုးဖောက်ကျူးလွန်နေကြတာဖြစ်ပြီးအခုတော့အဲ့ဒီတပ်စခန်းကုန်းတစ်ခုလုံးကို KNL PDF ပူးပေါင်းတပ်တွေကအပိတ်သက်သိမ်းပိုက်လိုက်ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်စ3ဘန်းတွေနဲ့အရှင်ဖမ်းဆီးရမိထားတဲ့အပြင်120မမအမြောက်လက်နက်ကြီးနှစ်လက်အပါဝင်လက်နက်ခဲယမ်းတွေကိုပါသိမ်းဆီးရရှိထားတယ်လို့ကျန်းယူဗဟိုကနေတရားဝင်ထုတ်ပြန်ကြေညာထားပါတယ်ခင်ဗျဒီတစ်ခါ ။ဒင်းသာရီတိုင်းဘက်မှာတော့ဒင်းသာရီမြို့နယ်မှာအချက်ဖက်စစ်ကောင်စီတပ်ဆွဲထားတဲ့နေရာတွေကိုတော်လရေးတပ်တွေက drone နဲ့တိတိမိမိဘုံကျဲတက်ခတ်ရမှာစစ်ကောင်စီဘက်ကစစ်ဗိုလ်တအူးအပါဝင်၄ဦးကတော့အသီးသီးသေကုန်ကြပြီ။ကြံတဲ့စစ်သားတွေဟာကစင်ကလေးအထွက်ပြေးနေကြတာကို drone မှတက်ဗီဒီယိုထဲမှာအတိုင်းသားမြင်နေရတယ်လို့ Dragon Squad TNN တပ်ဖွဲ့ရဲ့တာဝန်ရှိသူကရန်ကုန်ခေတ္တကိုပြောပါတယ်။အော်တိုဘလာရှင်းနေကစပြီးတင်းသာရီမြို့နယ်မှာရှိတဲ့အချက်ဖက်စစ်ကောင်စီတပ်ဆွဲထားရနေရာတွေကို ဒေါ်လာရေးတပ်တွေကတည်င်းအတိအကျရထားတဲ့အတွက်ဒရုန်းနဲ့တိတိမိမိဘုံကျဲတိုက်ခိုက်မှုတွေလှုပ်ဆောင်နိုင်ခဲ့တယ်ဆိုပါတယ်။အဲဒီလိုတိုက်ခိုက်မှုတွေအတွင်းအချမ်းဖက်စကောင်စီတပ်သားတွေရှိနေတဲ့အိမ်ပေါ်တဲ့တဲ့ကိုဒေါ်လာရေးတပ်တွေကကျဲချလိုက်တဲ့ဘုံသီးတွေကြက်ရောက်ပေါက်ကွဲသွားပြီးအဲဒီမှာစစ်ဗိုလ်တဦးနဲ့တခြားဆင်စစ်သားတဦးဟာပွဲချင်းပြီးကိုသေကုန်ကြတဲ့အပြင်အဲဒီအချိန်မှာပဲအိမ်ထဲကနေအနီးနားကတံတားအောက်ကိုထွက်ပြေးကြတဲ့စစ်သားတွေကိုပါတံတားအောက်တက်တဲ့ကို87မမဘုံသီးတွေထပ်ပြီးကျဲချလိုက်ရမှာ အဲ့ဒီမှာဘာစစ်သားနှုတ်ထပ်ပြီးသေကုန်ကြတယ်လို့ Dragon Squad TNI တပ်ဖွဲ့ရဲ့တာဝန်ရှိသူတူဦးကရှင်းပြထားပါတယ်အဲ့ဒီနောက်စစ်ကောင်စီတပ်သားတွေဟာအဲ့ဒီတဒါအောက်ကနေတဆင့်ကစင်ကလျားနဲ့ခြေဥတရထွက်ပြေးနေကြတာကိုလည်း drone မှတ်တမ်းဗီဒီယိုထဲမှာအတိုင်းသားမြင်တွေ့နေရတယ်လို့ Dragon Squad TNI တပ်ဖွဲ့ရဲ့တာဝန်ရှိသူတူဦးကပြောထားပါတယ်ခင်ဗျတပ်ဖက်မှာတော့ စကိုင်းတိုင်းထီးကြိုင်မြို့နယ်မြတောင်ရွာနယ်ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲကနေအောင်ပွဲနဲ့အတူပြန်လာတဲ့ PDF ရဲဘော်တွေကိုရင်းမာပင်ခရိုင်အတွင်းမှာရှိတဲ့ပြည်သူတွေကတောင်းတောင်းဖြားဖြားကြိုဆိုခဲ့ကြတယ်လို့သိရပါတယ်။ထီးကြိုင်မြို့နယ်ကမြတောင်ရွာတိုက်ပွဲအပြင်လော်လော်လတ်လတ်ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲမှာတော်လန်ရေးတပေါင်းစုတွေနဲ့အတူပူးပေါင်းတိုက်ပွဲဝင်ပြီးအောင်ပွဲနဲ့အတူပြန်လာတဲ့ရင်းမာပင်ခရိုင်တရင်ကရဲဘော်တွေကိုရင်းမာပင်ခရိုင်အတွင်းမှာရှိတဲ့ပြည်သူတွေကတောင်းတောင်းဖြားဖြားကြိုဆိုခဲ့ကြတယ်လို့သိရပါတယ်။ ဲ့ဒီပင်လယ်ဘူးမြို့ကိုဒေါ်လာရေးတပေါင်းစုတွေအားလုံးအတူတကွစီစီလုံးလုံးနဲ့စုပေါင်းပြီးအော်တိုဘလာရှိရနေကပဲတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်တယ်လို့အဲ့ဒီတပ်ပွဲတွင်စစ်ကောင်စီဘက်ကအယောက်80ဝန်းကျင်ကတော့အသီးသီးတိတ်ကုန်ကြတဲ့အပြင်လက်နက်ချတဲ့သူရောစစ်တုံးဘန်းရောစုစုပေါင်းအယောက်150ကျော်လည်းရှိထားတဲ့အပြင်လက်နက်ခဲယံတွေလည်းတောင်းပုံရာပုံရရှိခဲ့တယ်လို့အင်ဂျီကနေတရားဝင်ထုတ်ပြန်ထားပါသေးတယ်။အခုခါမှာတော့ အဲ့ဒီပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲတဲမှာတော်လန်ရေးတပေါင်းစုတွေနဲ့အတူပါဝင်တိုက်ခိုက်ခဲ့တဲ့ရင်းမပင်ခိုင်တရင်ကရဲဘော်တွေဟာအောင်ပွဲနဲ့အတူပြန်လာတဲ့အချိန်ရင်းမပင်ခိုင်အတွင်းမှာရှိတဲ့ပြည်သူတွေကတောင်းတောင်းဖြားဖြားကြိုဆိုခဲ့ကြတယ်လို့သိရပါတယ်ခင်ဗျာအခုတခါဆက်ချင်တာကတော့အချမ်းပစအုပ်စုကမတရားဖန်ဆီးထောင်ဒဏ်ချမှတ်ထားတဲ့ရှင့်နီဒေါ်ရွတ်နုအောင်ဟာ2024ခုနှစ်နိုင်ငံတကာလူ့အခွင့်အရေးစုချီးမြှင့်ခံရပြီး အဲ့ဒီစုကတော့ AMG ဝင်ကြီးကကိုစားအနေနဲ့တက်ရောက်လက်ခံပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။အီတလီနိုင်ငံအခြေစိုက် IDHA အဖွဲ့ Z ကပေးတဲ့2024ခုနှစ်အတွက်နိုင်ငံတကာလူအခွင့်အရေးစုကိုအချမ်းပါစိအစုကမတရားဖန်ဆီးထောင်ဒဏ်ချမှတ်ထားတဲ့ရှင့်နေဒေါ်ရွတ်နုအောင်ကရရှိသွားတယ်ဆိုပါတယ်။မြန်မာနိုင်ငံမှာရှင့်နေတူဖြစ်တဲ့ဒေါ်ရွတ်နုအောင်ရဲ့လွတ်လပ်တဲ့တရားရေးဆိုင်ရာလုပ်ငန်းတွေဆောင်ရွက်ပေးခဲ့မှုအပြင် စစ်တကအာနာသိမ့်လိုက်တဲ့အချိန်ဖမ်းဆီးခံရတဲ့နိုင်ငံရေးအကျဉ်းသားတွေနဲ့ပတ်သက်ပြီးတော့လဲအနေရီဂျာကလူခွင့်ရေးအတွက်တက်တက်ကြွကြွကာကွယ်ပေးခဲ့တဲ့လှုပ်ဆောင်မှုတွေကြောင့်အခုလိုနိုင်ငံတကာလူခွင့်ရေးစုကိုချီးမြှင့်တာဖြစ်တယ်လို့လဲစုချီးမြှင့်သူတွေဘက်ကထုတ်ဖော်ပြောဆိုထားပါတယ်လက်ရှိမှာတော့ရှင်နီဒေါ်ရွမ်နူအောင်ဟာအချမ်းဖတ်စစ်ကောင်စီရဲ့မတရားဖမ်းဆီးထောင်ဒဏ်ချမှတ်တာကိုခံထားရပြီးမန္တလေးဥပိုလ်တော်မှာချုပ်နှောင်ခံထားရဆဲဖြစ်တယ်လို့အခုလို2024ခုနှစ်အတွက်ရရှိခဲ့တဲ့ရှင်နီဒေါ်ရွမ်နူအောင်ရဲ့ ်နိုင်ငံကလူအခွင့်အရေးစုကတော့ MG ဝန်ကြီးဦးအောင်မြို့မင်းကကိုစားတက်ရောက်လက်ခံပေးသွားမှာဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ